မင်္ဂလာပါရှင်။ဆလပ်ကုအစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီစီစဉ်ရဆိုလို့ရှိရင်တော့နိုင်ငံတကာအမှုပညာရှင်ဝန်ကအမှုပညာရှင်တွေရဲ့အကြောင်းတွေလက်တလုံးသူတို့ဘာတွေတွေ့ကြုံနေရသလဲဆိုတာတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီတစ်ပတ်ရဆလပ်ကုအစီအစဉ်မှာရောဘလို့အကြောင်းအရာတွေပါဝင်မလဲဆိုတာကြည့်လိုက်ကြရအောင်။ချစ်သူနဲ့ရှင်လက်တွဲလိုက်ပြီးဖြစ်တဲ့ဒီမှာနေတဲ့ဂျာဗီကော ိတ်တန်းထိုင်းရွှေရှင်မင်းသမီးထာဝီကဟောင်းကချစ်သူတက်တန်း9နှစ်ရှိပြီဖြစ်တဲ့တရုတ်ဆောင်ဇန်ညွန့်ရေးစရာထာချန်တာဝန်နဲ့ထိမ့်မြလက်ထပ်လိုက်ပါပြီ။မော်ရန်နဲ့ဆိုတော့တဦးလည်းဖြစ်တဲ့ဒါဝီကဟာပြီးခဲ့တဲ့ဇွန်လကမှချန်တာဝန်နဲ့ဆင်းဆက်ထားသူပါ။ဒါဝီကဟာနိုဝင်ဘာ10ရက်က Instagram မှာတင်ထားတဲ့ post အရမင်္ဂလာပွဲကိုထိုင်းနိုင်ငံခေါရိုင်မှာရှိတဲ့ Marsan Mastic Hotel မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ထိုင်းရရထုံတန်းအစဉ်လာအတိုင်းသရိုးသားသရိုးသမီးတွေကဖုန်းတော်ကြီးတွေရဲ့မင်္ဂလာဆုတောင်းပေးတာကိုလည်းခံယူခဲ့ပါတယ်။မင်္ဂလာမောင်နှံကဂူချီကဝစ်စုံတွေကိုဆင်မြန်းခဲ့ပြီးဒါဗီကာက15ကာရက်ရှိတဲ့စီစဉ်လက်စုကိုလည်းဝစ်ဆင်ထားခဲ့ပါတယ်။ဒါဗီကာနဲ့ချန်တာဝက်တို့စုံတွဲဟာထိုင်းနိုင်ငံမှာပရိသတ်အချစ်ဆုံးနမကြီးစုံတွဲတွေကတတွဲအပါအဝင်ဖြစ်ပြီး2013ရုပ်ရှင်ပြီးမှတ်မှာစဆုံခဲ့ကြပါတယ်။အဲ့ဒီစကားမှာဒါဗီကာကခေါင်းဆောင်မင်းသမီးအဖြစ်ချန်တာဝက်ကဇန်ညိုးစီယာအဖြစ်ပါဝင်ခဲ့တာမှာ 2018ခုနှစ်မှာ၎င်းတို့ချစ်သူဖြစ်ခဲ့ကြတာဖြစ်ပါတယ်ခရစ်စတင်စကားရရင်ဦးကောင်းထိခိုက်မိခဲ့တဲ့ဆိုတော့ဆစ်ဒနီဆွေနီ2025ခုနှစ်နိုဝင်ဘာမှာရုပ်တင်ပြသလိုက်ပြီဖြစ်တဲ့ခရစ်စတင်စကားမှာဆစ်ဒနီဆွေတီကအဓိကဇက်ဆောင်နေရာကနေပါဝင်ခဲ့ပြီးစကားရဲ့ကိုယ်စဉ်ဦးကောင်းထိခိုက်မှုရှိခဲ့တယ်လို့ဂါဒီယန်သတင်းစာနဲ့အင်တာဗျူးမှာဖွင့်ဟထားပါတယ်။ အသက်28နှစ်အရွယ်စစ်တနီကဒီဇက်ကမှာအမျိုးသမီးလဝိတ်လောကရဲ့ရှေ့ဆောင်လမ်းပြဖြစ်သူခရစ်စတီမာတင်နီယာကပောင်ဝင်သရုပ်ဆောင်ထားပြီးဒီဇက်ရုပ်အတွက်အစားတောင်းတဲ့လေးကျင်ကန်ပုံစံနှမျိုးလုံးကိုပြောင်းယူခဲ့ရပြီး၃လကြာပြင်ဆင်ခဲ့ရတယ်လို့သိရပါတယ်။မိုဟာမက်အလီရဲ့သမီးလဝိတ်သမားလိုင်လာအနီနီယာကနေတရုတ်ဆောင်တဲ့နာအိုမီဂရေဟမ်နဲ့ဂျိုးဝိုင်းနဲ့ကဇဝင်ကန်တွေရိုက်ကူးစင်မှာစစ်တနီကအမေရိကန်ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။အင်တာဗျူးမှာသူက ကျွန်မခေါင်းကိုထိခိုက်မိခဲ့တယ်နှာခေါင်းသွေးယိုတာတွေလည်းရှိခဲ့တယ်ဒါပေမဲ့အဆင်ပြေပါတယ်လို့ပြောခဲ့ပါတယ်လိုင်လာအလင်အဖြစ်သရုပ်ဆောင်တဲ့အမျိုးသမီးကတကယ့် professional လက်ဝဲသမားပါသူကလေတက်မှာသူ့ရဲ့ထိုးချက်တွေကပြင်းတယ်လို့လည်းစစ်တနီကဆိုပါတယ်ထိုးချိန်ခံတွေကို stand loser မသုံးဘဲရိုက်ကူးခဲ့တာပါ interview တစ်ခုမှာတော့ကျမတို့တကယ်ထိုးနေကြတာလူစားထဲလိုက်ရင်ဟန်ဆောင်ထိုးကြရင်တကယ်ဖြစ်နေရတဲ့တူမမဟုတ်တော့ဘူးလို့စစ်တနီက၎င်းအသားအနာခံစူးစမ်းခဲ့ပုံတွေကိုပြောပြခဲ့ပါဗျ ခရစ်စတီမာတင်ဟာ1990ပြည့်လွန်နှစ်တွေအတွင်းအမေရိကန်မှာအထင်ရှားဆုံးအမျိုးသမီးလက်ဝဲသမားလည်းဖြစ်ခဲ့ပါတယ်။စတူဒီယိုသစ်ထူထောင်လိုက်တဲ့ကြောင်လူစင်နမဲကျော်တရုတ်ရုပ်ရှင်မင်းသမီးကြောင်လူစင်ကမွေးနေ့မတိုင်မီတရက်နိုဝင်ဘာ၈ရက်မှာ၎င်းရဲ့ဇာတိမျိုးဖြစ်တဲ့ချန်တူးမှာဖျော်ဖြေပွဲတစ်ခုကျင်းပခဲ့ပြီးစတူဒီယိုသစ်ထူထောင်လိုက်ပြီးဖြစ်ကြောင်းပရိသတ်ကိုကြေညာခဲ့ပါတယ်။ တနေ့ကြာမှာဆင်မြင့်မော်ပြန်လည်ရောက်ရှိလာတဲ့မင်းသမီးကျော်ကျောင်းလူစီက၎င်းကိုအစဉ်တစိုင်အားပေးလာတဲ့ပရိသတ်တွေကိုကျေးဇူးတင်စကားပြောခဲ့ပြီးအခက်ခဲကြုံကြိမ်ဘေးကနေရပ်တည်ပေးခဲ့တဲ့မိသားစုနဲ့မိတ်ဆွေတငယ်ချင်းတွေကိုပါကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ကျောင်းလူစီဟာအေဂျင်စီဟောင်း Galaxy Core Entertainment နဲ့ခေါလင်းတကြောပြဿနာတက်ထားသူဖြစ်ပါတယ်။နောက်ပိုင်းမှာမကြာခဏ live ထုတ်လွှင့်မှုတွေပြုလုပ်လာပြီးပရိသတ်နဲ့ပိုထိတွေ့လာခဲ့ပါတယ်။ Love Light the Galaxy Hidden Love နဲ့ The Story of the Park ရဲ့စတဲ့ခေအောင်ခစ်ပေါ်ဇလန်းတွဲတွေနဲ့လူသိများတဲ့ကျောင်းလူစီက၎င်းစေရောကိုပါမတမ်းမာနေစဉ်ဖြတ်သိမ်းလိုက်ရတဲ့အမှုပညာအလို့တည်းအတွက်အေဂျင်စီကတာဝန်ယူမယ်လို့သဘောတူခဲ့ကြောင်းဒါပေမဲ့နင်နာကြီးတွေကို၎င်းတိုးရဲကသာစိုက်ထုတ်ခဲ့ရကြောင်းဩဂုတ်မှာအွန်လိုင်းကဖွင့်ချခဲ့ပါတယ်ကျောင်းလူစီဟာစိတ်ကြဝေဒနာကို2019ခုနှစ်မှာစတင်ခန်းစားခဲ့ရပြီးနောက်ပိုင်းနှစ်တွေမှာကျန်းမာရေးတစားတစားဆိုးလာခဲ့ပါတယ်။တချင်းယူသုံးလို့ ိုလီဗီယာရိုဒရီဂိုရဲ့ပရိသတ်တွေနဲ့ထရမ့်အစိုးရပြဿနာတက်နေပါတယ်။ပေါ့အဆိုတော့အိုလီဗီယာရိုဒရီဂိုရဲ့တခြင်းကိုယူသုံးတဲ့အပြင်အိုလီဗီယာရဲ့မှတ်ချက်ကိုထရမ့်အဆိုရအဖွဲ့ကဖျက်ပြစ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သက်ကမကြေမနက်ဖြစ်ခဲ့ကြပါတယ်။အိုလီဗီယာရဲ့ပြည်သက်တွေကအင်ဂျီရောနဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာနတို့ရဲ့ post တွေအောက်မှာမကြေနပ်တဲ့မှတ်ချက်တွေလာရေးခဲ့ကြပါတယ်။အိုလီဗီယာဟာထရမ့်အဆိုရအဖွဲ့ကိုပြင်းပြင်းထန်ထန်ဝေဖန်မထောက်ခံတဲ့အမေရိကန်ထင်ရှားကြော်ကြားသူတွေကတအူးဖြစ်ပါတယ်။ 2024ရွေးကောက်ပွဲမှာအိုလီဗီယာကထရမ့်ရဲ့ပြိုင်ဘက်ကမလာဟဲရစ်ဘက်ကမဲဆွေအစည်းအရုံးပေးခဲ့ပါတယ်။တချင်းယူသုံးခံရပြီးတဲ့နောက်ထရမ့်အစိုးရအဖွဲ့ရဲ့ post အောက်မှာအိုလီဗီယာကတင်းတို့ရဲ့လူမျိုးရေးခွဲကြတဲ့အမုန်းပွားစေတဲ့ဝါရဖြန့်မှုတွေကိုတိုးလုပ်ဖို့ငါတချင်းတွေကိုဘရောမယူမသုံးပါနဲ့လို့အမှတ်ချက်ရေးခဲ့ပြီးဒီမှတ်ချက်ကိုအစိုးရအဖွဲ့ကဖျက်ပြစ်လိုက်ပြီးတချင်းကိုလည်းဖြုတ်ချခဲ့ပါတယ်။ပရိသတ်တွေကဒီကိစ္စအတွက်ထရမ့်အစိုးရကိုတရားစွဲဖို့အထိအိုလီဗီယာကိုမြှောက်ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း Trump အဖွဲ့က Olivia ရဲ့တချင်းကိုယူသုံးပြီးမှပြန်ဖြုတ်ချခဲ့ရပါတယ်။ The Independent ဖော်ပြချက်အရ Donald Trump ဟာ Imperial ကိုဒုတိယအကြိမ်ပြန်ရောက်လာမှုကိုခုံပြို့ဖို့အသက်22နှစ်အရွယ် Olivia ရဲ့ Deja Vu တချင်းကိုယူသုံးခဲ့ပါတယ်။ဒါပေမဲ့ Olivia ကသဘောမတူတဲ့အတွက်ငါတခြင်းကိုထပ်ပြီးမသုံးပါနဲ့တော့လို့မှတ်ချက်သွားရခဲ့ပါတယ်။အဲ့ဒီအခါမှာလည်း Trump အဖွဲ့က၎င်းတို့ယူသုံးထားတဲ့တခြင်းကိုပြန်ဖယ်ရှားလိုက်ပြီး Olivia ရဲ့မှတ်ချက်ကိုလည်းဖျက်ပြစ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာနည်းပညာရှင်တွေရဲ့အကြောင်းတွေသူတို့လက်တလောတွေးကြုံနေရတာတွေကိုဒီတစ်ပတ် Selects ကိုအစီအစဉ်ကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရှင်းလာမယ့်အစီအစဉ်တွေမှာလည်းဘလို့အကြောင်းအရာတွေပါဝင်အောင်လဲဆိုတာစောင့်ကြည့်ဖို့ဖိတ်ခေါ်နေတဲ့ဒီအစီအစဉ်ကိုနှုတ်ဆက်လိုက်ပါတယ်။